အခေယေရှုနဲ့ပတ်သက်ပြီးတော့လူတွေမသိတဲ့အရာတွေအများကြီးရှိနေပါသေးတယ်အမှုတော်ဆောင်နေပြီလေဘုရားသခင်ဖွင့်ပြသလောက်ပဲနားလည်ရတာဖြစ်တယ်တော့သခင်ယေရှုခရစ်သည်တာမန်လူသားမဟုတ်ဘူးအရာခတ်သိမ်းကိုဖန်ဆင်းတဲ့ဘုရားသခင်လူကိုဖန်ဆင်းတဲ့ဘုရားသခင်သူကိုယ်တိုင်လူစားတိကိုခံထားတဲ့ဘုရားသခင်ဖြစ်တယ်ကဲတင်ရှင်လည်းဖြစ်တယ်လူလားအားလုံးအပြစ်ကြွေးကိုဆက်ပေးတဲ့သူအပင်ကြီးကြောက်ရောက်မဲ့ဘဝကနေလူတွေကိုကယ်ပေးတဲ့ကဲတင်ရှင်လည်းဖြစ်တယ် တရားသူကြီးလည်းဖြစ်နေပြန်တယ်။အခင်ယေရှုကဘယင်အရာအလုံးတက်မှာဘယင်ဖြစ်တယ်။ဘုရားဖြစ်ခြင်းမှာ၃ပါးရှိတယ်။ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဆိုပြီးတော့၃ပါး။တလုံးတော်ဝါဒီတော်ဘုရားဖို့၃ပါးဒီထာဝရဘုရားဖြစ်တယ်။ဖို့၃ပါးဒီထာဝရတည်ရှိတော်ဘုရားတလုံးတော်ဝါဒီတည်ရှိတော်ဘုရားဖြစ်တယ်။ဟောသားတော်ဘုရားကလူစားတိလူအသွေးသားကိုစောင့်ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လူကဲ့သို့နော်ထင်ရှားပြီးတော့ ကျွန်တော်လူဘက်မှာကျွန်တော်ရက်တည်ပေးတာဖြစ်တယ်။တခေယေရှုကကျွန်တော်တို့ဘက်မှာအပြည့်အဝရက်တည်ပေးတဲ့ဘုရားသခင်ဖြစ်တယ်။ကယ်တင်ရှင်လည်းဖြစ်တယ်ဘုရားသခင်လည်းဖြစ်တယ်။နောက်ဆုံးတရားစီရင်မဲ့သူလည်းဖြစ်တယ်။တရားစီရင်မဲ့သူကသူပါပဲ။ဒီနေ့လူတွေပြောပြောနေကြတချို့သာသနာပတ်လူတွေကောင်းတာလို့ရင်ကောင်းတာရောက်မှာပေါ့။အဲအဲ့လိုမျိုးပေါ့နော်။ယုံကြည်သူကြတော့ဘုရားနိုင်ငံနဲ့ငရဲပေါ့နော်။အဲ့လိုမျိုး။တချို့လူတွေသာသနာပတ်သူတွေငရဲရှိတာကိုယုံတယ်။ဒါပေမဲ့ဒီနေရာတွေကအလိုလျောက်ရောက်သွားတာမဟုတ်ဘူး။တရားစီရင်တဲ့သူရှိတယ်။ဖို့သူကယေရှုခရစ်တော်ပဲဖြစ်တယ်။အဲကြောင့်တခေယေရှုခရစ်သည်ဖန်ဆင်းရှင်ထာဝရဘုရားသခင်ဖြစ်တယ်။သုံးပါးတွေကထာဝရဘုရားသခင်ဖြစ်တယ်။ တဲ့တင်ရှင်လည်းဖြစ်တယ်တရားသူကြီးလည်းဖြစ်တယ်မိတ်ဆွေတင်ရုံရုံမယုံယုံနောက်ဆုံးမှာတင်ရဲ့ရွေးချယ်မှုတိုင်းတင်ရဲ့အပြစ်ရှိသည့်တိုင်းတခေရွှေတော့ကယ်ပြည့်တယ်တင်ရဲ့ပြစ်ကိုဖြေလွတ်ပြီးပြီမယုံရင်တော့နောက်ဆုံးမှာတရားစီရင်မဲ့သူကတခေယေရှုဖြစ်တယ်အလိုအလျောက်ငရဲသွားတာမဟုတ်ဘူးအလိုအလျောက်ဘုရားကောင်းတဲ့နိုင်ငံတော်သွားတာမဟုတ်ကောင်းတဲ့နိုင်ငံတော်သွားတာမဟုတ်ဘူးအရာအားလုံးကိုတရားစီရင်မဲ့သူကယေရှုဖြစ်တယ်နောက်တစ်ခါကြောက်မစင်ဖျားလူတွေတတ်မှတ်ထားတဲ့ဖျားအပေါင်းကိုတရားစီရင်မဲ့သူကယေရှုခရစ်တော်ဖြစ်တယ်